အပြင်အခြေစိအခြေစိနေအင်္ဂလိပ်လိုရေးဖြစ်တာပေါ့နော်ဟုတ်အမ်အဓိကတော့လေဟိုကိုကိုကိုပဲအရင်သုံးသပ်ကြည့်အခုကိုတိုင်ကြတော့ဘာလုပ်သက်လဲဆိုရင်ခုနကကိုကြိုက်တဲ့ music လေးလုပ်တယ် music နဲ့မှမတက်တန်ခီးထွက်တယ်အမ်ပြီးရွှေကိုရဲ့ goal ပေါ့နော်အဲကိုရဲ့ goal ပဲအဓိကဦးစားပေးတယ်တကယ်တကယ်ကိုဘာဖြစ်ချင်လဲအဖြစ်ချင်တဲ့ဟာကိုမြင်အောင်ကြည့်ကြည့်ပြီးဒီဟာဘလို့သွားမလဲဆိုတဲ့ plan လေးတွေကိုထိုင်ဆွဲထိုင်ရေးပေါ့နော်ဟုတ်ပြီရှိမဟုတ်ဒီစားထဲမှာချရေးချရေးပြီးရင် ပြီးသွားပြီဆိုရင်အဲတခုခုတော့လှုပ်ဖြစ်တယ်အဲဂျင်သွားဖြစ်တာတို့တချင်းလှုပ်ဖြစ်တာတို့ချင်းရေးဖြစ်တာတို့အဲဒါမှမဟုတ်ဒီကိုယ့်ရဲ့ fashion နဲ့ဆိုင်နေတာလေးလာဖြစ်တာတို့အဲ့လိုလှုပ်ဖြစ်သွားပြီဆိုရင်အဲခုနအသေးကွဲတယ်ဆိုတဲ့ဟာကပျောက်သွားအောင်အမှန်တော့ is just feeling တတ်တပဲမဟုတ်နော် everything ကိုယ့်ရဲ့အာယုံကိုလွဲလိုက်လို့ရှင်အဲ့ခံစားချက်မရှိတော့အသေးကွဲဆိုခံစားချက်မရှိလူတွေကကြတော့မတိစိတ်ကအဲ့အသေးကွဲတဲ့စီကိုပဲရောက်ရောက်နေလို့ဒါအသေးကွဲလည်းမယုံထွက်နိုင်လို့ဆိုပြီးဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတာပဲဟုတ် အရင်တုန်းကဆိုရင်တော့အဲ့လိုလေအဲ့လိုခံစားချက် feeling မကောင်းတော့ဘူးဆိုရင်ဘာလို့လဲ rock တခြင်းနေနားထောင်တယ် metal တခြင်းနေနားထောင်တယ်ဘာလို့ဆိုတော့ तू ကအရန်လူကိုလေဖွင့်ပေးလိုက်တယ်လို့ပဲ strong strong ဘုဖြစ်စီရယ်ပေါ့နော်အဲ့ကြောင့်အရန်တမ်းမာဝရယ်အသေးကွာတော့မလာနဲ့ဆိုတော့ဖြစ်သွားမှာနော်อืมก็แบบแต่คราวนี้เจ้าก็เลยไอ้โล classical กีตาร์นี้เนี่ยอสวยทะชิ้นนี้ส่วนเนี่ยใจดี